။ဆွဲဆောင်ရမိဖို့ကြောင့် The Magical Kitchen လူသားတွေရဲ့နှလုံးသားဟာမိဖို့ကြောင်တစ်ခုလိုပါပဲ။အဲ့ဒီမိဖို့ကြောင်ထဲမှာဘာတွေရှိလဲဘလို့အသုံးချလဲဆိုတာက လူတယောက်စီအပေါ်မူတည်နေပါတယ်။ The Mastery of Love စာအုပ်ထဲမှာပါဝင်တဲ့မိဖို့ကြောင်က မိဖို့ကြောင့်ဥပမာကဒီအချက်အလက်ကို သိလှပစွာ ပုံဖော်ထားပါတယ်။မိဖို့ကြောင့်နှမျိုးဆိုပါစို့ကိုယ်အိမ်မှာမိဖို့ကြောင့်ကြီးနှမျိုးရှိတယ်။ပထမတစ်ခုကဆွဲဆောင်ရမိဖို့ကြောင့် Magical Kitchen ဒီမိဖို့ကြောင့်မှာအစားအသောက်တွေအပြည့်ရှိတယ်၊ချက်ပြုတ်စရာပစ္စည်းတွေစုံလင်တယ်၊ရတာရှိတဲ့ဟင်းလျာတွေချက်နိုင်တယ်၊အခြားသူတွေကိုဝဝလွင်ကျွေးနိုင်တယ်။ဒုတိယတစ်ခုကဘလာဖြစ်နေတဲ့မိဖို့ကြောင့် Empty Kitchen ဘာမှမရှိဘူးဘာမှမချက်နိုင်ဘူးဘသူ့ကိုမှမကြွေးနိုင်ဘူးတယောက်ယောက်ကအစာအတော့လာ တောင်းဆိုင်ရင်ကြွေးစရာမရှိဘူးအချက်ဆိုတာလည်းအဲ့ဒါလိုပါပဲလူတွေရဲ့နှလုံးသားထဲမှာလည်းမိဖို့ကြောင့်နှမျိုးရှိပါတယ်အချက်နဲ့ပြည့်နေတဲ့နှလုံးသားကိုကိုကိုချစ်တယ်အခြားသူတွေကိုချစ်ပေးနိုင်တယ်ဘယ်သူစီကားမှအချက်ကို တောင်းခံနေစရာမလိုဘူးတယောက်ယောက်ကမချစ်လဲဘာမှမဖြစ်ဘူးနဲ့ ဗလာဖြစ်နေတဲ့နှလုံးသားကိုကိုကိုမချစ်ဘူးအခြားသူတွေစီက အချစ်တောင်းခံနေရတယ်ချစ်အတွက်တရားရောက်ကိုမှုခိုနေရတယ်အမြဲတမ်းအချစ်ငတ်မွတ်နေတယ်ကိုရင်ထဲမှာအချစ်တွေပြည့်နေတဲ့သူဟာဘသူစီကမှအချစ်သွားတောင်းကြမလိုပါဘူးအခြားသူတွေကိုချစ်ပေးနိုင်တယ်ဝေမျှနိုင်တယ်ချစ်ချင်းမေတ္တာကိုခံဝေနိုင်တယ် ဒါပေမဲ့ကိုယ့်ရင်ထဲမှာဗလာဖြစ်နေတဲ့သူကတော့သူများရဲ့အချက်ကိုအမြဲတမ်းမှီခိုနေရတယ်။ငါ့ကိုချစ်ပေးပါ။ငါ့ကိုအချိန်ပေးပါ။ငါ့ကိုဂရုစိုက်ပါ။ငါ့ကိုစွန့်သွားပါနဲ့။စားတဲ့တောင်းဆိုသံတွေနဲ့နေနေရတာပေါ့။တိကြတဲ့အတိုင်းလူတိုင်းဟာ အချက်ကိုလိုချင်ကြတယ်၊နှစ်သက်ကြတယ်။ဒါပေမဲ့အရေးကြီးတာကကိုယ်မှာအချက်ရှိမှ အခြားသူကို ပေးနိုင်မှာပါ။ပြောရရင်ကိုကိုကို အရင်ချစ်တတ်ဖို့လိုတယ်။ ကိုတံမိုးကိုတီးဖို့လိုတယ်။ကိုအာသာချက်တွေအားနည်းချက်တွေကိုလက်ခံတတ်ဖို့လိုတယ်။တခါတလေလူတွေက ကိုကိုကိုမချစ်တတ်ကြဘူး။ငါမလှဘူး။ငါမချမ်းသာဘူး။ငါမတော်ဘူးဆိုပြီးကိုကိုကိုအထင်သေးတတ်ကြတယ်။ဒီလိုလူမျိုးကအခြားသူကိုအချစ်သွားတောင်းတဲ့အခါဘာဖြစ်လာသလဲဆိုတော့အဲ့ဒီအချစ်ကကြားရှိမခံဘူး။ ဘာလို့လဲဆိုတော့ကိုယ့်ရင်ထဲမှာအချစ်မရှိပဲအခြားသူတွေစီကနေအချစ်ကိုခိုးယူတယ်လို့တောင်းခံနေလို့ပါဒီတော့ don't make a risk ကပြောတယ်မင်းရင်ထဲမှာဆွဲဆောင်ရတဲ့မိဖို့ချောင်ကြီးရှိတယ်မင်းရင်ထဲမှာအချစ်တွေပြည့်ရှိတယ်အဲ့ဒါကိုတူးဖော်ဖို့ပဲလိုတယ်တဲ့ဘလို့တူးဖော်မလဲဆိုတော့ပထမဆုံးကိုကိုကိုလက်ခံပါရှိတဲ့အတိုင်းလက်ခံပါ မလားလဲကိစ္စမရှိဘူးမချမ်းသာလဲကိစ္စမရှိဘူးမတော်လဲကိစ္စမရှိဘူးမင်းကမင်းပဲမင်းမှာမင်းပဲရှိတယ်အဲ့ဒါကိုလက်ခံပါပြီးရင်ကိုကိုကိုခယူဆိုင်ပါ ကိုကြိုက်တာလေးတွေလုပ်ပါစိတ်ချမ်းသာအောင်နေပါ ပြောအောင်နေတတ်ပါနောက်တစ်ခါကကိုရင်ထဲကအချစ်ကို စီးစင်းဝင်ပေးပါ လူတွေကိုကျင်နာတတ်ပါ နားလေပြီးတတ်ပါ ခွန့်လို့တတ်ပါအဲ့ဒါဆို မင်းရင်နေရမီးဖို့ကြောင့်ကတဖြည်းဖြည်းပြေရှင်လာမှာပါအဲ့ဒီအခါမင်းကတခြားသူတွေစီကအချစ်ကိုငတ်မှုစွာမတောင်းတတော့ဘူးအချစ်ဆိုတာတောင်းလို့ရတဲ့အရာမဟုတ်ဘူးတယောက်ကတယောက်ကိုငါ့ကိုချစ်ပေးပါလို့အတင်းတောင်းဆိုလို့မရဘူးအဲ့လိုတောင်းဆိုရတဲ့အချစ်ကအစစ်အမှန်မဟုတ်ဘူးညီကောင်းချုပ်ရရင်ဒိုမီဂယ်ရစ်ပြောခဲ့သလိုပဲအချစ်ကိုအပြင်းမှာသွားမရှာပါနဲ့ ကိုယ်နှလုံးသားတွေကမိဖို့ကြောင့်ကြီးထဲမှာအချစ်တွေအပြည့်ရှိပါတယ်။အဲ့ဒါကိုသိအောင်လုပ်ပါ။ယုံကြည်ပါ။ခန့်ဝေပါ။အချစ်ဆိုတာတောင်းလို့ရတဲ့အရာမဟုတ်တလို့တောင်းဆိုလို့လည်းမရပါဘူး။ကိုယ့်အထဲမှာရှိပြီးသားအချစ်တွေကိုပဲအခြားသူတွေစီစီစဉ်ဝင်ပေးလိုက်ပါ။အဲ့ဒါဟာအချစ်ရဲ့အမှုပညာပါပဲ။